အဲကျွန်တော်အတွက်တော့ဒါနည်းနည်းလေးဟိုရုပ်ရှင်တကားလို့မဟုတ်ဘူးပေါ့ရှင်ခုံစရာတခုပါကားတစ်တကားယုံတင်တယ်ဆိုရင်ရှင်ခုံမှုနဲ့ဒီအလုပ်ကိုစလုပ်လိုက်တဲ့အချိန်ရှင်ခုံမှုနဲ့တော့မတူဘူးပေါ့ကျွန်တော်ပြန်ရခဲ့တယ်လေကျွန်တော်ပို့ဆဲမှာရေးထားကျွန်တော်ပြန်ရခဲ့တယ်ကျွန်တော်အဲ့လူကိုပြဿနာမရှာခြင်းလို့သာအမှုမလုပ်တော့တာလေကြာပါပြီကြာပါပြီအာ sit as plus တော့ ်ကျွန်တော်ကဟိုဘယ်လိုပြောမလဲအာယုံနောက်မခံကျင်တာလေသိလားအာယုံနောက်မခံကျင်ဘူးပျောက်သွားရင်ကိုပစ္စည်းကိုပြန်ရရင်တော်ပြီပေါ့သိလားဒီပုံမှာထပ်ပြီးတော့ ქვენ ရှာမနေကျင်တော့အားကြောင့် तू အဲ့တော့လည်းအဲ့ခိုးတဲ့သူကိုကျွန်တော်ပတ်စံပြန်ပေးခဲ့တာပေါ့အဲအင်တာဗျူးတွေလည်းဒီဆိုင်လေးနဲ့ပတ်သက်လို့တော်တော်များများဖြေပြခဲ့ပါပြီ အခုထိလည်းဝန်ရံပေးတဲ့သူတွေအကုန်လုံးကျေးဇူးတင်ပါတယ်ဒီနေ့ကတော့ဒါဖုန်းဘန့်ကိုကျွန်တော်နာမည်ပေးထားတဲ့ဖုန်းဆိုင်ဖွင့်ပွဲပေါ့နော် grand opening ပေါ့အဲကျွန်တော်အတွက်တော့ဒါနည်းနည်းလေးဟိုရုပ်ရှင်တကားလို့မဟုတ်ဘူးပေါ့ရှင်ခုံစရာတခုပါရုပ်ရှင်ဆိုတော့ဒါကိုကိုကျွမ်းကျင်နေကြကိုကျင်လည်ပြီးသားအလုပ်တခုဖြစ်တဲ့အတွက်ကားတစ်တကားယုံတင်နေဆိုရင်ရင်ခုံမှုနဲ့ဒီအလုပ်ကိုစလုပ်လိုက်တဲ့အချိန်ရင်ခုံမှုနဲ့တော့မတူဘူးပေါ့ အတခုရှိပါတယ်ကျွန်တော်ဆိုင်ဆိုတာကကျွန်တော်ကဟိုကျွန်တော်တယောက်တည်းမဟုတ်ပါဘူးကျွန်တော်တယောက်တည်းမဟုတ်ပါဘူးဟိုတူတူလောက်ကြရတဲ့မိတ်ဆွေတွေရှိပါတယ်ကျွန်တော်တယောက်တည်းနာမည်ခံတာမျိုးကြီးတော့မလောက်ချင်ပါဘူးကျွန်တော်နဲ့တူတူလောက်တဲ့မိတ်ဆွေတွေရှိပါတယ်သူတို့ရဲ့အားနဲ့လည်းလောက်ဖြစ်တာပါအဲ့လိုမျိုးတော့ကျွန်တော်အတိအကျတော့ပြောလို့မရဘူးပေါ့နော်ဒါမျိုးဆိုတာဟိုဘလောက်ရင်ဘလောက်မြတ်ဆိုတော့ချက်ချင်းအကောင့်ထဲပေါ်တဲ့ဟာမျိုးတော့မဟုတ်ဘူးပေါ့ဆိုတော့ဒီထဲမှာတော့ stock ကိုတော့အလုံးလောက်တော့ထည့်ထားတာပေါ့ စိတ်ဝင်စားလို့လာကြည့်တဲ့သူတွေအမျိုးအစားစုံအောင်တော့ပြင်ဆင်ထားပါတယ်ခမန်းချေဆိုတော့ကိုသိန်းအဲ့လိုတွေမပြောချင်ပါဘူးဗျာအဲ့လိုတွေမပြောချင်ပါဘူးကျွန်တော်လည်းအရန်ချမ်းသာနေတဲ့သူမဟုတ်ပါဘူးပြောမစင်လေးဒါကတော့ပြောမှာပေါ့တခုလုပ်ငန်းတစ်ခုကအခုရှိရနားလည်မှလုပ်တာတဲ့လုပ်ရင်နားလည်အောင်သင်ယူတာနဲ့တော့မတူဘူးပေါ့နားလည်မှလုပ်မယ်ဆိုရင်တော့လည်းအချိန်လေးအကြာကြီးဖြစ်သွားပါလိမ့်မယ်ကျွန်တော်ကတော့ ်လုံရင်းနဲ့နားလည်အောင်တင်ယူသွားကြတာမျိုးလေးဒီမှာ trading လုပ်လို့ရပါတယ်ကိုယ်ကင်ထားတဲ့ဖုန်းကိုလာပြီးတော့ဟိုဒီကိုလာပေးပြီးတော့လိုချင်တဲ့ဖုန်းနဲ့ trading လုပ်လို့ရတယ် now ကျွန်တော်ဖုန်း bank လို့နာမည်ပေးခဲ့တာအဲ့လိုပေါ့နော် bank တစ်ခုရဲ့ service လိုမျိုးပေါ့ higher purchase တွေရှိမယ် installment နဲ့ပြန်ပေးလို့ရတဲ့ higher purchase တွေရှိမယ် trading လုပ်လို့ရတာတွေရှိမယ်အဲ့ဒါတွေအဲ့ဒီ service အကုန်လုံးရှိစေခြင်းနဲ့စိတ်ကူးနဲ့ phone bank လို့ကျွန်တော်နာမည်ပေးခဲ့တာဒီနေ့ဆိုလို့ရှိရင်ဒီနေ့ grand opening discount ပေါ့နော် grand opening discount အနေနဲ့17 pro max တွေဒီနေ့တစ်ရက်ထဲရောင်းမဲ့ဈေးနဲ့ပြင်ဆင်ထားတယ်။ကင်ခဲ့တာကြာပြီဆိုတော့အမှတ်တရတွေကတော့ရှိတာပေါ့အများကြီးပေါ့ဟိုဖုန်းနဲ့ရုပ်ရှင်ရိုက်ဘူးတာလဲကျွန်တော်တို့အမှတ်တရလို့ပြောလို့ရတယ်။နောက်တော့ဖုန်းပြောက်ဘူးတာလဲဖုန်းခိုးခံရဘူးတာလဲအမှတ်တရလို့ပြောလို့ရတယ်အများကြီးပေါ့အဲ့လိုမျိုးတော့အဲ ကျွန်တော်ပြန်ရခဲ့တယ်လေကျွန်တော်ပို့ဆဲမှာရေးထားကျွန်တော်ပြန်ရခဲ့တယ်ကျွန်တော်အဲ့လူကိုပြဿနာမရှာခြင်းလို့သာအမှုမလုပ်တော့တာလေကြာပါပြီကြာပါပြီအာ 6s plus တော့ကျွန်တော်ကဟိုဘယ်လိုပြောမလဲအာယုံနောက်မခံကျင်တာလေသိလားအာယုံနောက်မခံခြင်းပျောက်သွားရင်ကိုပစ္စည်းကိုပြန်ရရင်တော်ပြီပေါ့သိလားဒီပုံမှာထပ်ပြီးတော့ ქვენ ရှာမနေခြင်းတော့အားကြောင့်သူအဲ့တော့လည်းအဲ့ခိုးတဲ့သူကိုကျွန်တော်ပတ်စံပြန်ပေးခဲ့တာကျွန်တော်ကတော့ဘယ်လိုပြောမလဲ အဲ့ဒီဖြစ်သွားတဲ့ကိစ္စတော့နှစ်ဖက်စလုံးမှာအမှားပဲပြောချင်ပါတယ် CCTV တွေတော့ရှိတယ် CCTV တွေရှိတယ်ကျွန်တော် shooting သွားနေလဲကျွန်တော်ဖုန်းထဲကနေကြည့်လို့ရအောင်တော့ကျွန်တော်လုတ်ထားတယ်ဆိုတော့ဒါတော့ဗျာသိလားဒီလိုမျိုးလုပ်ရင်တော့ public area မှာဆိုင်ဖွင့်ထားတော့ဒါမျိုးလည်းရှိကျင်လည်းရှိမှာပဲဟုတ်လားမဖြစ်အောင်ကာဝယ်ပေါ့ဖြစ်လာရင်တော့လေတရားဥပဒေဘောင်ထဲကရှင်းပေါ့ဒါပဲပေါ့ကျေးဇူးများကြီးတင်ပါတယ်ဒီဟာကကြတော့လေဟိုရုပ်ရှင်အင်တာဗျူးမဟုတ်တော့ ကျွန်တော်အနေနဲ့အများကြီးမပြောချင်ပါဘူးဒီဖုန်းနဲ့ပတ်သက်ရင်ကျွန်တော်ကိုယ်တိုင်လေ့လာသူအဆင်ပါခုနပြောသလိုပေါ့လေ့လာပြီးတော့အကုန်လုံး complete ဖြစ်မှလုပ်မယ်ဆိုရင်နောက်ကျသွားလိမ့်မယ်လုပ်ရင်းနဲ့ပဲလေ့လာသင်ယူတာကျွန်တော်အတွက်ပိုအဆင်ပြေတယ်လို့ထင်လို့စလိုက်တာပါ